ခုကိုတို့က social punishment လုပ်တယ်ဆိုတာလူတို့အားနဲ့လုပ်တာသူတို့လုပ်တယ်ဆိုတာ state sponsor နဲ့အလုံးမင်းလာတော့ကျွန်တော်ကလည်းပြန်လေးမထုတ်လိုက်ပါလေရွှေကောက်ပွဲကျင်းမှာကြောက်နေတဲ့တော်တက်လေးရေ video file ကိုဆက်ပေးလိုက်ပါလေနိုင်ငံတော်အစ်စ်နိုင်ငံပိုင်မီဒီယာနိုင်ငံပိုင်သတင်းစာတွေမှာပါအမေစုကိုဒီနော်ရုပ်သေးရုပ်ပုံစံမျိုးနဲ့နော်သူတကက်ကိုမိမပြက်ကြီးတယောက်လို့အဲ့လိုမျိုးတွေပုံဖော်ပြီးတော့နိုင်ငံတော်အစ်စ်ထုတ်ခဲ့တာအဲ့ဒီမှာပဲကြည့်တာဘလောက်ထိ NLD နဲ့အမေစုကမုန်းနေလဲ ဲ့တော့ဘလို့ပဲနိုင်နိုင်မြက်မယ်ဆိုတာလူသူကြီးကလည်းတိရနဲ့အဲ့တိတိရနဲ့ကိုလက်နဲ့နဲ့အနိုင်ကျင့်ပြီးခံရတာအဲ့ဒါဒီအတိအလင်းပြောလို့ရတယ်ဒါဟာမဲလိမ့်တယ်လို့ပြောတဲ့ကောင်လိမ့်တာကိုကပြန်ကြားရအရာရှိတယောက်ပါနောက်ပြီးတော့အတိညာနှုံနေတဲ့လူတယောက်လည်းမဟုတ်ခဲ့ဘူးအဲ့တော့ကိုတို့ ဟိုတခုတော့ရှိတာပေါ့နော်လူတို့အားဒီတအားကြီးမတဲ့အတွက်လူတို့ဘက်ကရက်ခဲ့တယ်ကိုရိုးတို့တော့ဟိုညံနေတယ်ပြောပြောနှစ်နေနေနဲ့နှစ်တူတို့ရက်တူတို့အချိန်ကာလတူတို့နဲ့နိုင်တယ်ထင်ပြီးတော့ဒီလိုလာခဲ့တာပေါ့နော်အဲ့ဒါတခုပဲရှိတယ်ကြံတဲ့ဟာက ကိုရိုးဒီလက်နက်အင်အားနဲ့ institution ကောင်းတဲ့ဟာကြီးကိုတုံ့ပြန်တဲ့အချိန်မှာလော်ရန်နဲ့မနိုင်ဘူးဆိုတော့ငါနဲ့နင်းနီးဖြစ်လာတော့လည်းကာလမသိတယ်ဒါပေမဲ့မဲခိုးတဲ့ကိစ္စကတော့ နော်မဲနှိမ်တဲ့ကိစ္စသူတို့ပြောတဲ့အရာကတော့လုံးဝအမားဆိုတာအတီလင်းပြောလို့ရတယ်။ပြန်လာရဲ့ပြန်လာကြည့်။တခိုးလူလူဟစ်တဲ့ဟာကိုကအများကြီးရှင်းပြရမှာမလို့နော်ဒီကိုရောငငယ်တော့ဟိုခါရီကအခု gender အရာမပြောရဘူးလို့ဘာလို့ဆိုလို့ကိုရောမပြောတာ။တော့ငငယ်တော့တုံးတဲ့စကားလို့ဒါစကားကျန်းကျန်းနေတုံးလိုက်လို့ရတယ်။အဓိကက ဒီလို မတရားကဘာတိခေါင်းဆောင်ကဘာတိအရာတစ်ခုကို အာနာသိမ့်ပြီးတော့လှုပ်လိုက်တဲ့ဟာဒီအမလာအမန္တာလူတိုင်းသိတာ ကိုကအဲ့ဒါကိုစီကားပကုံးအထောက်အထားဥပမာဥပမေယရတဲ့ရှင်းပြကြမလို့ဦးထင်ပါတယ်နော်တခိုးလူလူဖြစ်တဲ့ကိစ္စကိုမှားလားမှန်လားတော့ပြည်သူလူလူအသိဆုံးပါနော်ဒီကောင်းရဲ့ရွေးကောက်ပွဲက fair ဖြစ်မလားမဖြစ်ဘူးလား ဲ့ဒါထုတ်ပြောစရာမလိုအောင်ပြည်ပြည်စုံပြီးသားလူလူလက်ခံပြီးသားပါ